agency နဲ့စာချုပ်ဖြတ်သိမ်းလိုက်တဲ့ code 7အဖွဲ့ဝင် ban ban God 7အဖွဲ့ရဲ့ Rap Asoro Band Band က JYP Entertainment နဲ့ခုနှစ်စာချုပ်တံကုံဆုံးပြီးတဲ့နောက်2021ခုနှစ် Match လမှာ Abyss Company နဲ့လက်မှတ်ရေးထိုးခဲ့ရပဲဖြစ်ပါတယ်။အခုဆိုရင် Abyss Company နဲ့ Band Band တို့ကစာချုပ်တံကုံဆုံးပြီးတဲ့နောက် February 6ရက်နေ့ကချိန်ညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒါကတော့နှစ်ဦးနှစ်ဖက်စလုံးကချစ်ချီယနေ့စွာတွေ့ဆုံကြပြီးတော့စိတ်ဆက်တည်ကြတဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတဲ့အတွက်ဒေသစာချုပ်ကိုရက်စဲဖို့နှစ်ဦးနှစ်ဖက် ါ်တူညီခဲ့ကြရလို့ဆိုပါရယ်အရင်ကဘန်ဘန်းကသူစိတ်ကျမ်းမာရေးအကြောင်းနဲ့သူ့အလုပ်အချိန်စရာတွေများတာကြောင့်ကျမ်းမာရေးထိခိုက်လာပုံအကြောင်းဖွင့်ဟခဲ့ပူပါရယ်သူကုမ္ပဏီကသူ့ရဲ့အသက်မဝန်းကျင်လုပ်ငန်းကိုစီမံခန့်ခွဲတဲ့ပုံစံနဲ့ပတ်သက်ပြီးတော့တောင်မှမကြေမနက်ဖြစ်ပြီးတော့အဘတ်ကသူ့ရဲ့အနုပညာရှင်တွေကိုဂယုဆိုင်ဖို့ပြက်ကွက်တာနဲ့ပတ်သက်ပြီးသူ့ရဲ့ပရိသတ်တီချောင်းမှာစိုးရိမ်မှုတွေတိုးလာခဲ့ပါရယ်အခုလိုစာချုပ်တက်တန်းတိုးဖို့ဘန်ဘန်းရဲ့ဆုံးဖြတ်ချက်ကြောင့် God 7ရဲ့ Fandan တော်များဝယ်မြောက်ခဲ့ကြပါတယ်။သူတို့ပြောခဲ့သလိုပဲ Ben Ben ကနောက်ဆုံးမှလွတ်လိုက်ခဲ့ပြီးတော့အခုမှစပြီးကုမ္ပဏီကောင်တစ်ခုကိုရွေးချယ်နိုင်တော့မှလည်းဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးနေလိုက်ပါကြည့်ရှုပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။